ရုရှားအနေနဲ့ဥရောပကိုတိုက်ခိုက်ဖို့အစီအစဉ်မရှိပေမဲ့ရန်လိုလာလျင်ထိထိရောက်တုံ့ပြန်သွားမယ်လို့ရုရှားနိုင်ငံသားရဲ့ဝန်ကြီးစာဂျီလာဘရော့ကပြောကြားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။နေတိုးနိုင်ငံတွေနဲ့တင်းမာနေချိန်မှာလာဘရော့ကကုလသမဂ္ဂအထွေထွေညီလာခံမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့လကခေါင်းဆောင်တွေထိပ်သီးအစည်းအဝေးပြီးနောက်လာဘရော့ကအမေရိကန်ဘော်သဘောထားပုံမှုပြောပြောင်းလာပါတယ်။ရုရှားအနေနဲ့အမေရိကန်ဆိုရနဲ့ဆွေးနွေးဖို့မျှော်လင့်ချက်အရှုပ်ရှိနေသေးတယ်လို့သူကပြောကြားခဲ့ပါတယ်။နေတိုးအဖွဲ့ကပိုလန်နိုင်ငံဘော်ဖြတ်တန်းတဲ့ ရုရှားရဲ့ဒုံးတွေကိုပစ်ချမှုပါဝင်လက်တလောဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးဥရောပမှာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ရုရှားတိုက်လေယာဉ်တွေကသူ့ရဲ့လေပိုင်နဲ့အတွင်းကို12မိနစ်ကြာဝင်ရောက်ခဲ့ကြောင်းအက်စတိုးနီးယားကလည်းပြောကြားခဲ့ပါတယ်။ရုရှားကအက်စတိုးနီးယားလေပိုင်နဲ့အတွင်းကိုဝင်ရောက်ခဲ့ကြောင်းဆွဆွဲမှုကိုညှင်းဆို့ခဲ့တယ်လို့သူ့ရဲ့ဒုံးတွေဟာပိုလန်နိုင်ငံကိုပြင်မထားတာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။နေတိုးကသူ့ရဲ့လေပိုင်နဲ့ကိုထပ်မံချိုးဖောက်မှုတွေမပြုလုပ်ဖို့ရုရှားကိုတတိပေးခဲ့ပါတယ်။